啦，哇塞！ ျမကတော့ဒေါက်တာဒွန်ဝင်းမြင့်ဖြစ်ပါတယ်။ဟာရဆိုင်ရာအထူးကုဆရာဝင်ဖြစ်ပါတယ်ရှင်။ဒီနေ့မှဆိုရင်တော့ကျမတို့ရပါတော့ပထမဆုံးအနေနဲ့စီးရီးယားဆိုတာပါလေ။ဒီစီးရီးယားကိုစားတဲ့အတွက်ကြောင့်မလို့ကောင်းကျိုးတွေပါရနိုင်တယ်လေ။နောက်တစ်ခါကျတော့စီးရီးယားမှာလည်းအမျိုးအစားတွေအများကြီးရှိတယ်ဆိုတဲ့အကြောင်းလေးကိုပြောပြသွားမှာဖြစ်ပါတယ်ရှင်။အဲ့တော့ပထမဆုံးအနေနဲ့ပေါ့နော်ကျမတို့တွေကစီးရီးယားတခေါ်ကြပါတယ်။အဲ့တော့ကလေးလေးတွေပေါ့ပထမဆုံးအနေနဲ့ကတော့6လပြည့်လာပြီဆိုရှင်ကလေးတွေကပထမဆုံးအစားစားတာတော့ကျမတို့စီးရီးယားနဲ့ပဲစပါတယ်။အဲ့တော့စီးရီးယားဆိုတာလေးကတော့မြန်မာလိုပြောမယ်ဆိုရင်တော့ ဒါကျမတို့တွေအနေနဲ့ကတော့ဒါတင်းနံတစ်မျိုးပေါ့ကောက်ပဲတင်းနံနေထရပဲဖြစ်ပါတယ်ရှင့်နော်အဲ့တော့ကျမတို့တွေအနေနဲ့ကတော့ဒါကတော့ Syria ဆိုတာတော့ဟိုမြန်မာအစားစာလားဆိုရင်တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကျမတို့ကိုယ်တိုင်ကိုကနေပြီးတော့မှကလေးတွေကိုဆိုလို့ရှိရင်အစားစာပြီးတော့မှကျွေးတယ်ဆိုလို့ရှိရင်ဒါ Syria လေးနဲ့ပဲစပါဆိုတော့ကျမအများရန်ပြောလိရှိပါတယ်နော်အဲ့တော့ကျမတို့တွေကဒီကလေးတွေမှာအစားစာကျွေးတဲ့ခါမှာပေါ့နော်ကျမတို့ဒီမြန်မာရဲ့ culture အနေနဲ့ကတော့ဆံပြုတ်ထည့်တယ်ဒါပေမဲ့မထည့်ခင်မှာဆိုရှင်ဒါ Syria လေးကိုစကျွေးရတယ်အဲ့တော့ Syria ဒီမှာ လည်းကျမတို့တွေရပါတော့တခါလေးကြားလို့ရှိရင်ဗောဒီလိုမျိုးပေါ့မြန်မာလူဆိုတော့အလွယ်ဆုံးပြောမယ်ဆိုတော့ဒါဆန်မုံပေါ့ပြောမယ်ဆိုလို့ရှိရင်เนาะဒါဆန်ကလုတ်တဲ့စီရီယာတွေရှိတယ်ဂျုံကလုတ်တဲ့စီရီယာတွေရှိတယ်เนาะနောက်ပြီးတော့မှအုတ်လို့ခေါ်တဲ့ဟာတွေလည်းရှိပါတယ်ဒါပေမဲ့အားလုံးထဲမှာလို့ပြောမယ်ဆိုလို့ရှိရင်တော့ဒီစီရီယာလေးကတော့ဒါအနူးညံ့ဆုံးเนาะနောက်ပြီးတော့မှခါကျတော့ကလေးတွေအတွက်ဆိုလို့ရှိရင်လည်းပေါ့เนาะဟိုစုပ်ယူမှုတဲ့ခါမှာဆိုလို့ရှိရင်လည်းအကောင်းဆုံးနောက်ပြီးတော့မှခြေဖြတ်တဲ့နေရာမှာဆိုရှင်လည်းအလွယ်ကူဆုံးဆိုပြီးတော့မှကျမတို့ကတတ်မှတ်လေးရှိပါတယ်ရှင်ဒါကြောင့်မလို့ဒီစီရီယာလေး ေးကိုပေါ့နော်ဥပမာဆိုရင်မိခင်နှုတ်နဲ့ပဲရောဆက်လို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှင်လည်းနှုတ်မုံလေးနဲ့ရောဆက်လို့ပဲဖြစ်ဖြစ်ပေါ့နော်ဒါကလေးလေးတွေကိုဆိုရှင်ကျမတို့ကကြွေးလေးရှိပါတယ်အဲ့တော့ဒီ serial လေးကိုတော့ဥပမာဆိုရှင်မနေ့၈နိုင်တခါကြွေးမယ်ည၈နိုင်တခါကြွေးမယ်ဆိုပြီးတော့ကျမတို့ကပြောလေးရှိပါတယ်ရှင်ဒါကြောင့်မလို့မေမေဒီအနေနဲ့နားလည်အောင်ပြောရမယ်ဆိုရင်တော့ကျမတို့ serial လို့ခေါ်တယ်ဆိုတာဒါကြွေးပေးပါအဓိကကျမတို့ကသူ့ရဲ့ကောင်းကျိုးတွေပေါ့နော်အများကြီးရှိပါတယ်ဒါမဲ့စတဲ့နေရာမှာလည်း serial ရောအုပ်တို့ပေါ့နော်ဒါကလေးရဲ့အရင်ဆုံးအနုညံ့ဆုံး အစားစားဆိုပြီးတော့မှဒါကဘာကလည်းသတ်မှတ်ထားတယ်ပေါ့နော်ဒါပေမဲ့လည်းဘာလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီအနေနဲ့ကတော့စီရီယာနီးနဲ့ပဲအစာပြုတ်ပြီးတော့မှဒါလေးနဲ့ပဲစပြီးတော့မှကျွေးပါလို့တော့ပြောချင်ပါတယ်ရှင့်အဲ့တော့အခုပြောသလိုပဲဒီစီရီယာတွေကိုကျွန်တော်တို့ကကလေးလေးတွေကိုဘာလို့စကျွေးသလဲနော်ကလေးတွေဆိုလို့ရှိရင်မိခင်တို့တောက်တာပဲဖြစ်ဖြစ်နောက်ပြီးတော့မှနှုတ်မုံတောက်တာပဲဖြစ်ဖြစ်ပေါ့နော်ဒါတွေက6လပြစ်လာပြီး9လကျော်လာပြီးဆိုကြတဲ့ကကျွန်တော်တို့ကဒါအာပေါ့မိခင်တို့နဲ့လည်းမလုံလောက်တော့ဘူးကျွန်တော်တို့တိုက်နေတဲ့ formula တစ်ခုထဲနဲ့လည်းမလုံလောက်တော့ဘူးပေါ့နော်အဲ့လိုဖြစ် ြစ်တဲ့အတွက်ကြောင့်မလို့စရပြီးတော့မှကျွန်မတို့ကဒါ complementary လို့ခေါ်တဲ့เนาะဒါဖြစ်ဆွက်စာတွေပေါ့เนาะဒါလေးကိုကျွန်မတို့ကစရပြီးတော့မှကျွေးရပါတယ်အဲ့လိုကျွေးရတဲ့အခါမှာကျွန်မတို့ရွေးချယ်ရတဲ့အခါမှာဘာရွေးချယ်လဲဆိုရှင်အဓိကအခုပြောသလိုပေါ့အနူးညံ့ဆုံးเนาะကလေးတစ်ယောက်ရဲ့အစာအိမ်ဥလန်းချောင်းကဆိုလို့ရှင်ရင်အစာတစ်ခုကိုဆိုရှင်သူကခြေဖြက်ရမယ်ခြေဖြက်ပြီးလို့ရှင်ကျွန်မတို့ကစုပ်ယူရမယ်စုပ်ယူပြီးတော့မှကလေးအတွက်အာဟာရပေးရမယ်ပေါ့เนาะဒီလိုရွေးချယ်တဲ့နေရာမှာတော့ကျွန်မတို့ကစီရီယာလေးကိုတော့ကျွန်မတို့ကရွေးချယ်ပါတယ်အဲ့တော့ဒီစီရီယာလေးကိုပေါ့เนาะဥမာဆိုလို့ရှင်ဒဇွန်မဲ ဖြစ်ဖြစ်ပေါ့နော်အဲ့ဒါလေးကိုစပြီးတော့မှကြွေးတယ်နော်အဲ့တော့အခုပြောသလိုပဲဒီစီရီယာဆိုရှင်နံပါတ်1ပြောမယ်ဆိုရှင်ဒါအလွယ်ကူဆုံးပြောမယ်ဆိုနူးညံ့တယ်ပေါ့နော်အဲ့တော့အစားအစာတွေထဲမှာအနူးညံ့ဆုံးအစားအစာတွေဖြစ်တယ်သူ့ရဲ့အစာအိမ်ဦးလမ်းကြောင်းကိုစပြီးတော့မှကျမတို့ကဝင်ရောက်သွားတယ်အဖက်အနေနဲ့ပေါ့နော်ကျမတို့အရင်ကတော့နှုတ်တွေပဲတိုက်တယ်အခုအချိန်မှာတော့ပထမအဆုံးကအဖက်အနေနဲ့စပြီးတော့မှဝင်လာပြီးဆိုကြတဲ့ကွာဒါနူးညံ့တဲ့အစားအစာတမျိုးပဲကျမတို့ကပြီးတင်ပါတယ်ဒါကြောင့်မလို့ကျမတို့တွေကစီရီယာနဲ့စတယ်ဒါကြောင့်မလို့နူးညံ့လွယ်တယ်နော် ော်နောက်နံပါတ်1ကတော့ဗာလဲဆိုရှာအဟာရပြည့်လွယ်ပါလိမ့်ရှင်နော်အဲ့တော့ဥပမာဆိုလို့ရှိရင်စီရီယာဒဇွန်းစာဆိုရှာအ ਨੇ ဆုံးကျမတို့ကကယ်လိုရီ100လောက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဆိုလို့ရှိရင်ဒီလိုလေးနဲ့စလိုက်တယ်ဆိုလို့ရှိရင်ကျမတို့တွေကစီရီယာလေးတာဆိုရှင်ကယ်လိုရီရရှိတယ်နောက်နံပါတ်3ကဆိုရှင်သူ့ရဲ့သဘာဝအလျောက်နော်ဒီစီရီယာတွေထဲမှာဆိုရှင်ကျမတို့တွေကဒိုင်အိုင်ယွန်းလို့ခေါ်တဲ့နော်တန်တက်တီထည့်ထားတာမျိုးလို့နောက်ဗိုက်တာမင် B တွေပါတာမျိုးဆိုတော့ဒါကလေးအတွက်လိုအပ်တဲ့ micronutrients တွေဖြစ်တဲ့ဒီဗိုက်တာမင်နဲ့သတ္တုဓာတ်ကဆိုလို့ ရှင်လဲဒါရရှိပြီးသားဖြစ်သွားတယ်เนาะနောက်အခု ပြောသလိုပေါ့ Syria ဆိုတာတကယ်ကိုပဲ very easy เนาะတိတ်လွယ်ပါတယ်အလွတ်လွတ်ရတာဆိုရှင်ဒါလေးကိုဒဇွန်လေးကျမတို့ကထည့်လိုက်တယ်နှုတ်မုံလေးဒဇွန်ထည့်လိုက်တယ်ပြီးတော့မှရေလေး30နဲ့ထည့်ပြီးတော့မှမွေပြီးတော့မှကလေးလေးကိုပေါ့เนาะဒါစပြီးတော့မှဒါကျမတို့ပြူရီလိုပုံစံမျိုးလေးပေါ့เนาะပျော့ပျော့ပြောင်းပြောင်းလေးစပြီးတော့မှကျွေးတာဖြစ်တယ်ဆိုလို့ရှင်ဒါ Syria ကဆိုရှင်အလွယ်ကူဆုံးပဲဖြစ်သွားတယ်အဲ့လိုပဲဖြစ်သွားတဲ့အခါကျမတို့ဒါလေးကိုစပြီးတော့မှကျွေးတယ်ဆိုရှင်ဒါကလေးတယောက်ကအခုကျမပြောချက်တဲ့အစားတွေအချက်လက်တွေအက ကုန်လုံးရသွားတယ်နော်ဒါကြောင့်မလို့ဒါတွေရဆိုလို့ရှိရင်ပြောမယ်ဆိုလို့ရှိရင်တော့ဒါကလေးတယောက်တော့ကအဆင်ပြေဆုံးဆိုတာလေးကိုပြောလို့ရနောက်တစ်ခါတော့ဗာလေးဆိုရှင်ဒီထဲမှာဆိုရှင်အမြင်တက်တွေပါတယ်အဲ့တော့ကျွန်တော်တို့တွေကကလေးလေးတွေကိုအစာစကျွေးတဲ့နေရာမှာဆိုလို့ရှိရင်ဥမာဆိုရှင်ဝင်းချုပ်နေတယ်ဆိုလို့ရှိရင်လည်းအဆင်မပြေဘူးပေါ့နော်အဖတ်တွေစပြီးတော့မှထည့်တာဆိုတော့အဲ့တော့ဒီစီရီယာထဲမှာကျွန်တော်တို့တွေကအမြင်တက်တွေပါလာတာတွေနော်ဒါလေးတွေရှိတယ်နောက်ပြီးတော့မှတဘာဝရဲ့ prebiotic ခေါ်ပါတယ်နော်ကျွန်တော်တို့တွေကဒီကလေးတယောက်ရဲ့အစာအိမ်ဦးနှမ်းကြောင့်ကိုစပြီးတော့မှပဲဥစားလေးအကောင်လေးတွေ ့မေးဖွားတဲ့နေရာမှာ probiotic ဆိုတာလိုပါတယ် prebiotic ဆိုတာလိုပါတယ်အဲ့တော့ cereal ကိုအနည်းငယ်ကတော့ကျမတို့တွေကဒါ prebiotic ဆိုပြီးတော့ဆိုလေးရှိပါတယ်အဲ့တော့ဒါကလည်းကလေးတယောက်ရဲ့အစာအိမ်လမ်းကြောင်းမှာဒီ microbiota ဆိုတဲ့အကောင်လေးတွေပွားများဖို့ရာအတွက် probiotic ဆိုတာလိုတယ်ဒီ probiotic တွေရှင်သန်ကြီးပွားဖို့ရာအတွက်ကလည်း prebiotic ဆိုတာလေးကလည်းလိုတယ်ပေါ့နော်အဲ့တော့ဒီ prebiotic တွေပေါ်ကျွေးွားတဲ့ cereal လေးကိုကျွေးမယ်ဆိုရင်ဒါကလေးလေးတွေအတွက်ကတော့လုံးဝအသင့်တော်ဆုံးဖြစ်မယ်ဆိုတာလေးကိုတော့ကျမဥစွာပြောပြချင်တယ် ဒါကြွေးပြီးမှသာလင်းမယ်တပတ်တတိနော်တပတ်တတိကျမတို့ကလေးလေးတွေကိုကြွေးမယ်ဒီရက်ကောင်းကျိုးတွေအများရှိတဲ့အတွက်ကြောင့်လို့တပတ်ကျော်သွားပြီဆိုတော့ဒါကျမတို့ရဲ့ culture ဖြစ်တဲ့ဆံပြုတ်ပေါ့နော်ဆံပြုတ်လေးတွေကိုကျမတို့ဆက်ပြီးတော့မှကြွေးလို့ရပါတယ်ဒါကြောင့်မလို့ကလေးလေးတွေကို social syria စကြွေးမယ်ဆိုလို့ရှိရင်ပထမအဦးဆုံးတော့ကျမတို့ကနှုတ်မုံလေးနဲ့ရောမယ်ဆိုရင်လည်းဖြစ်တဲ့ syria ကိုတစုံနှုတ်မုံလေးကတစုံရေ30နဲ့မနက်7နာရီတခါည7နာရီတခါကြွေးလိုက်မယ်ကလေးလေးကပူစားနိုင်လာပြီဆိုလို့ရှိရင်တော့နှစ်စွန်းနှစ်စွန်းပေါ့တချို့ကလေးလေးတွေမှာဆိုရှင် ်3ဇွန်းစားတာရှိတယ်5ဇွန်းစားတာရှိတယ်အဲ့တော့ကလေးတယောက်ကတော့သူတို့စားနိုင်တဲ့ပုံမှာမူတည်ပြီးတော့မှကျမတို့3ဇွန်းသို့မဟုတ်4ဇွန်းပါကလေးလေးပါဇက်ပြပိတ်ပြသွားပြီဆိုတော့ဒါရက်လိုက်ပါဒါလေးကိုဆိုရှင်စိုက်ပြီးတော့မှတော့ကျွေးမယ်ဆိုရင်ကလေးအတွက်ကောင်းကျိုးအများကြီးရှိတယ်ဆိုတာလေးကိုတော့ပြောပြချင်ပါတယ်ရှင်အားလုံးလည်းကျေးဇူးတင်ပါတယ်ရှင်